္လာပါရှင်ဒီမှာကတော့ကစ်ခိုင်းပါဒီမူဘီရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုထားရတင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် အနာသိန်းစစ်တပ်ကဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲရလကအများယုံကြည်မှုနဲ့မြန်မာလူထုစံတော်ကိုထင်ဟပ်စေဖို့ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်ရေးအပေါ်အခြေခံရမယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး BBN ပါလာခရစ်နယ်ကလွတ်တော်အတွင်းမှာစင်ကာပူနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအထူးသဖြင့်2025ခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်အစောပိုင်းကာလရွေးကောက်ပွဲအတွက်ကြေညာထားတဲ့အစီအစဉ်တွေအပေါ်ဘလို့အကေးဖြတ်ထားတယ်ဆိုတဲ့အမေးအမြစ်မှုအပေါ်မှာပြန်လည်ဖြေကြားချိန်မှာအခုလိုပြောဆိုခဲ့တာပါ။ ်မြန်မာနိုင်ငံမှာတော့စစ်တပ်အာဏာသိမ်းပြီးအချိန်9နှစ်နီးပါးကြာတဲ့အတိုင်းဟာအခြေအနေတွေဟာဆိုးရွားနေစေဖြစ်ပြီးကျေပြန့်တဲ့ပဋိပက္ခနဲ့မတည်ငြိမ်မှုတွေဆက်လက်ရင်ဆိုင်နေရသလိုစစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုတွေဟာတမိုင်းဝင်ပြီးနှက်ဆိုင်စွာအမြင်တွေ့နေတယ်လို့ဒီလွတ်တော်ထဲမှာအရင်ကပြောခဲ့မှုတွေအတိုင်း ခိုင်မာပြီးစစ်မှန်တဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုမြန်မာနိုင်ငံရဲ့အဓိကပါဝင်သူအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကတဆင့်သာရရှိနိုင်မှာ ဖြစ်တယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုခဲ့ပါတယ်ရှင်။ ်ပဲဘကိုတိုင်းဖွံ့ဖြိုးတိုးတက်ခြင်းစက်ခိုင်ရေးပါတီကိုသာရွေးချယ်မင်ပေးရေးစည်းရုံးကြဖို့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီလက်အောက်ခံဘကိုတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေဝင်းကနိုဝင်ဘာလ3ရက်နေ့ကပြုလုပ်တဲ့ရုံပိုင်းဆိုင်ရာအစည်းအဝေးမှာပြောဆိုခဲ့လို့ NCDM ဝန်ထမ်းတွေကပြောပါတယ် ်ပဲဘကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံမှနိုဝင်ဘာလ3ရက်နေ့ကပြုလုပ်တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးအတွင်ဝန်ထမ်းတွေစက်ခိုင်ရဲပါတီကိုသာမေးပေးဖို့မိမိတာဝန်ကျရာနေရာတွေမှာစီရင်တော့ဖို့ပြောဆိုရလို့နန်းစီဒီယန်ထရဝန်ထမ်းတယောက်ကဒီပူပီကိုပြောပါတယ်စက်ခိုင်ရဲပါတီကနဲ့ဘကိုမြို့နယ်မေးဆန္ဒနဲ့အတွက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရသူအကုံယူ FPTP စနစ်ကဝင်ပြိုင်မဲ့ဝန်ကြီးချုပ်တယောက်အနေနဲ့အခုလိုဖိအားပေးပြောဆိုတာဟာဥပဒေနဲ့မညီညွတ်ဘူးလို့နန်းစီဒီယန်ဝန်ထမ်းတယောက်ကဝေဖန်ပြောဆိုပါတယ်။ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေမှာအရင်ကဒူရေးချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်းဆောင်ကဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ စစ်ကော်မရှင်ရဲ့အခြေခံရင်းညွှန်းစပါးဈေးကတောင်သူတွေအတွက်အားကိုးလောက်တဲ့ဈေးဖြစ်မလားပဲအရှုံးပေါ်တဲ့ဈေးသာ ဖြစ်လာတယ်လို့တောင်သူတွေကပြောပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကော်မရှင်က2025မိုးစပါးနဲ့2026မိုးစပါးအတွက်အခြေခံရင်းညွှန်းစပါးဈေးကို စပါးအချောက်အတန်းတသိန်း46ကိုက်စပါးတင်းတရာကို7300ဈေးထုတ်ပြန်လိုက်ပြီး ဒီစည်းရတောင်သူတွေအတွက်စပါဆလတ်စိတ်ပြို့ဖို့ရိုင်းနေလာတဲ့အခြေအနေကိုပိုပြီးပြိုလဲလာစီမှာဖြစ်ပါတယ်။လက်တလောစပါရိတ်ချိန်မှာမိုးအဆင်မပြေရွာသွန်းနေတဲ့ရန်ကုန်ဘကူအီအော်ဒီကလက်သမားတွေဟာစပါမပြတ်ဖို့ရင်တမမနဲ့ဆုံးချနေကြရပါတယ်။မရဘူး။မရဘူးဆိုတာဒီခုတာမိုးစပါဘောလူတို့လူစပါပြန်ဆက်ဖို့လက်သမားဆက်ဖို့လက်သမားအားသေးတဲ့ခါကျတော့ဒီစည်းနဲ့ကြစိုက်ဖို့စဉ်းစားပါကြီး။မစိုက်နိုင်ကြတော့ဘူးပေါ့။သူကလူဖက်ကြတော့ဒီကောက်ဆယ်သိန်းလောက်ဖုန်း။ဘုရားသေးကြီး လူစပားတိုက်ဖို့ကြော်ဒီကောက်70000တော့ပုံတယ်70000တော့ကုန်တဲ့ခါကျတော့အခုဒီမိုးတပားကိုသူတို့မြေခိုးပြီးဒီစစ်တက်မှတ်လိုက်လို့ဆိုရင်လူစိုက်မဲ့လူနေရောပါမှာပေါ့။ तू ကအခုဘာခံလာလဲဆိုတော့ကောင်ကြီးက30တိန်30 30တသိန်းတော့ရောင်းရတယ်နိ။သူ့လေသမားကကောင်ကြီးပါလေလေသမားကျတော့မြတ်သွားပြီ။ကောင်ကြီးပါလေလေသမားကျတော့ तू အမြအမြနဲ့နဲ့ရှိသွားပြီ။ကောင်ကြီးမပါလေအကျန်သမားကျတော့ तू ကအဆုံးမဲ့ကူသွားနေ။ Pkeren 2025မိုးစပားရသည့်အစမှာစပားအဟောင်းစည်းကွက်တွေကအစာကျဆင်းနေတယ်လို့ ိန္ဒိယနိုင်ငံကစံတန်ချိန်24တန်းကိုထုတ်ရောင်းလာတဲ့အတွက်ကမ္ဘာစံစည်းရတန်ကုန်ဒေါ်လာ100ကျော်ကျဆင်းခဲ့ပါတယ်။ဒီအခြေအနေကမြန်မာစံ exporter စံတင်ပို့ရောင်းချဖို့အခက်အခဲတွေဖြစ်လာပြီးစပားမပေါ်ခင်ကတည်းကစံစပားကုန်တဲ့အချင်းချင်းစပားပေါ်ချိန်ဝယ်ယူရေးမှာတတိထားဖို့တတိပေး ပြောဆိုတာတွေရှိခဲ့ပါတယ်။စပါးစီစက်တိုက်ကြဆင်းလာတဲ့အပြင်လုတ္တာရှပါတာဒွိအားစုဈေးမြင့်တာတွေကြောင့် တောင်တူတွေဟာစပါအရင်တွင်းနဲ့အထွတ်နှုံတိုးအောင်စနစ်တကျမစိုက်ပျိုးနိုင်တော့တဲ့အတွက်အထွတ်နှုံတွေကျဆင်းလာတယ်လို့တွင်အားစုကုန်ကြစည်းကရှော့ချပေးမယ်အသက်ဈေးမှာပဲရှိနေလို့ရောကြလာတာမရှိခဲ့ပါဘူးဒါကြောင့်မိုးစပါတဲ့အေကကိုစစ်ကော်မရှင်ကမန်တိုင်အထွတ်နှုံတင်းတရာတတ်မှတ်ထားပေးမယ်ပြင်းပြတင်း90လောက်သာချွတ်လာပါတော့တယ်စပါတင်းတရာကုန်ကြစည်းကအနည်းဆုံး72တိန်းလောက်ဖြစ်လာပေးမယ်ပြီးခဲ့တဲ့2025ဧပြီလအတွင်းအချောက်ကျဲစိုက်ပျိုးချရစပါရီ စက်တင်ဘာလပေါ်ချိန်မှာစဘာတင်းတရားကိုတက်၈သိန်းခွဲ၉သိန်းသာပေါ်စီရှိလို့ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တယ်။အခြေခံရင်းညွှန်းစဘာစီဖြစ်တဲ့ကြက်၉သိန်းခွဲအောင်ကျဆင်းခဲ့တာဖြစ်ပါတယ်။လက်တော်စစ်ကော်မရှင်က2025မိုးစဘာနဲ့2026မိုးစဘာရသည့်အတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရင်းညွှန်းစဘာစီကလည်းမိုးရင်ထဲမှာအဆူရရမယ်လေသမားတွေအတွက်စဘာအချောင်းအတန်စီတတ်မှတ်ထားတဲ့ရင်းညွှန်းစီအောင်ကျဆင်းလာမှာဖြစ်တယ်လို့ ဝန်တူရှားတဲ့အခြေအနေနဲ့လည်းရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဒီအခြေအနေဟာရာသီဥတုကြောင့်စပါအချွတ်နှုံကောင်းမှုနဲ့လာမယ့်နှွေစပါစိုက်ပျိုးချိုးလုံးမှုကိုကြီးခိုက်လာစေမှာဖြစ်တယ်လို့တောင်တူတယောက်ကသုံးသပ်ပါတယ်။အဲ့တော့မြေဒီပညာကြည့်ပြီးတော့ဒေတာရှယ်ဆိုင်တာဒေတာရှယ်ကုန်တာပေါ့ဒေတာရှယ်မွဲတာပေါ့လူလူအဲ့လိုအများစုဟာဒီပုံစံဖြစ်တဲ့အခါကျတော့ဘယ်သူကဒီလေစဘာထွက်ဖို့ကိစ္စကိုအားထုတ်မှန်တဲ့လုံလောက်ဆိုင်ပြီးတော့လုပ်တော့မှာတော့ဝိကြည်တန်းကြီးပေါ်ရကြည်လဲမကြလဲမမြလဲအရင်ပဲဆိုတော့ အထိခိုက်နေတဲ့နှုံးလောက်ပဲဝိဇ္ဇတန်ကြီးရဲ့ဝိဇ္ဇတန်ကြီးဆက်လင်းမောင်းမြလေးချင်းပြီးတော့ငွေရအချောက်ချင်းအဲ့တော့လေဒီတစ်ခါဘလို့ဆိုမယ်အဲ့လိုဆိုဂျလိုချင်းတွေကြောင့်ဆက်အေက15တန်းအထိလုတ်ကင်နေတဲ့မိုးစပါလုပ်ငန်းဟာစနစ်တကျပြူထောင်ကောက်ဆက်ရာကနေအစိုးကျဲပတ်ဆက်ပြူတဲ့စနစ်ကိုကျဆင်းခဲ့တယ်လို့အခုအခါမှာတော့ပိုဆိုးလာတဲ့အချောက်ကျဲပတ်ဆက်ပြူပြီးကုန်ကျစရိတ်ကိုအစင်စင်လျှော့ချလာရင်ပေါင်းပင်တွေကစပါရှာရခဲ့တဲ့အခြေအနေကိုရောက်ရှိလာပြီဖြစ်ပါတယ် ဒါအပြင်ဆက်အိတ်ကနှစ်တန်းရှိပြီးဆက်အိတ်အတွေ့ကောင်းမွန်လို့အားထားဆက်ပြိုးရတဲ့ຫນွေစပါးဆက်ပြိုးရေးလုပ်ငန်းကလည်းစစ်ကော်မရှင်ကဆက်အိတ်ကတန်းတန်းအထိတုံ့ပြန်ဖို့ရည်မှန်းချပေမဲ့အကျိုးအမြတ်အရစပါးဆက်ပြိုးဖို့ခက်ခဲလာတဲ့အတွက်မူလဆက်အိတ်ကကိုပြင်မြင်အောင်ဆက်ပြိုးနိုင်ဖို့ပုံပြီးခက်ခဲလာမှာဖြစ်ပါတယ်စစ်ကော်မရှင်က စပါးဆက်ပြိုးရဒီကြော်ရီမှာလဲရီကိုမလက်ချဖို့ဆိုင်းပုတ်တွေထောင်လာကြတာကတောင်သူတွေစပါးဆိုင်ဖို့ခက်ခဲလာတဲ့အခြေအနေပေါ်မှာ မဆိုင်မပြိုးပဲလက်မနာရဲတဲ့အခြေအနေတွေဖြစ်လာပါတယ်။တောင်တူတွေမှာအခက်အခဲတွေပိုပြီးကျက်သဲလာနေပေမဲ့တောင်တူလက်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရဖွဲ့စည်းထားတဲ့ဥဆောင်အဖွဲ့ကချုပ်ပြန်လာတဲ့အခြေခံရည်ညွှန်းစပါးစီကလည်းတောင်တူတွေအတွက်တက်တာရမဖြစ်ပဲဘူးလေးရဖုံစင်တယ်လို့စင်ပါပြိုလဲရတဲ့အခြေအနေကိုရောက်ရှိစေပါတယ်။ကျမဟန္နာပါ အစောင်းမုံလှပြေနဝေမာလာလေးရဲ့မနေ့ညကရန်ကုန်တိုင်းရွှေပေါကံမြောက်တကုံမင်္ဂလာတုံနဲ့တာကေရအမြို့နယ်တွေမှာပတ်တကူကောက်ရင်ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့မြို့ခံတွေစီကသိရပါတယ်။မနေ့ည၈နာရီခွဲကမြောက်ဥကလာပမြို့နယ်ရွှေပေါကံမြို့တဲပကံလမ်းမကြီးစင်ဖုံကွိမက်တိုင်နာမှာကားပေါ်ကကြေးချတဲ့ပတ်စံကောက်ရင်အသက်9နှစ်အရွယ်ကလေးငယ်တယောက်လက်ကိုကားကျိတ်တော်ရဲ့လို့မြို့ခံတယောက်ကဒီပူပူကိုပြောပါတယ်။ နောက်တစ်ပုတ်တရားအစင်မှာမနေ့ည9နာရီခွဲကလေကားပေါ်အားနဲ့ကြေချတဲ့ပတ်စံလူရင်းအသက်30အရွယ်အမျိုးသားတယောက်စိုက်ကယ်အတိုက်ခံရပြီးတော့ခေါင်းကွေးတော်တို့စိုက်ကယ်မောင်းသူလေးလက်ထိခိုက်တဲ့အားရရှိခဲ့တယ်လို့မြို့ခံတယောက်ကဒီပူပူကိုပြောပါတယ် အလားတူပဲမင်္ဂလာတုံမြို့နယ်ထောက်ကျန့်စီအနေမှာပဲတကူလိုက်ရှာတဲ့တာအမေနရောက်ခြေထောက်နဲ့လက်တွေမှာတရားရရှိခဲ့တယ်လို့တာကေရာမြို့နယ်မှာပဲတကူကောက်ရင်အမျိုးသားတရားပုံဝဲတရားရရှိခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။စစ်ကောင်စီအုပ်ချုပ်ရာနေပြီးတော့ပြင်မနာမြို့မှာလည်းအသက်၅ဆအရွယ်အမျိုးသားတရားနဲ့အသက်၁၁နှစ်အရွယ်ကလေးငယ်တရားပဲတကူကောက်ရင်ထိခိုက်တရားရရှိခဲ့တာကြောင့်စေယုံတင်ထားရပါတယ်ရှင်။ တောင်ကိုရီးယားရောက်လာတဲ့မြန်မာလုံသားတွေကိုရိုင်းတဲ့အပြုအမုံနဲ့ခေါ်ရာမျိုးမဖြစ်ရအောင်နမေကက်ပြားတက်ပေးတော်မယ်လို့စစ်ကောင်စီတန်ယုံကအသိပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအရင်ကနိုင်ငံခြားသားအလို့သမားတွေကိုနမေတက်မခေါ်ဘဲဟေမင်းဆိုတာမျိုးခေါ်ဝေါ်တာရိုင်းတဲ့အပြုအမုံအသွင်ရောက်တဲ့အတွက်အသိရောက်မဲ့မြန်မာလုံသားတွေကိုအင်ချွန်းလေစိစိဆက်ရောက်ချိန်မှာပဲနမေကက်ပြားတွေတက်ဆင်ပေးတော်မယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတန်ယုံအနေနဲ့တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာတဲ့နိုင်ငံသားသားအလို့သမားတွေကိုလေးစိတ်တာဝန်ကျသူတွေကခေါ်ဝေါ်တာကိုရင်ညွှန်းတာဖြစ်နိုင်ပြီးအခုလိုနမည်ကပ်ပြားတက်လို့လည်းအလုံးမဖြစ်နိုင်ဘူးလို့အဲ့ဒီနိုင်ငံရောက်မြန်မာလုံသားတယောက်ကပြောပါတယ်မြန်မာနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကို EPS စနေနဲ့အလုတ်ဆစ်လို့နေတာစေစုနဲ့တစုကြော်လာခဲ့ပြီးအခုမှစိတ်ကူပေါက်ပြီးလှုပ်တဲ့အစီအမံနဲ့ပတ်သက်လို့အဲ့ဒီနိုင်ငံရောက်လုံသားတွေကပြည့်ရည်ပြူလာရလေရှိနေပါရဲ့ရှင်။ ပြူစောတိတွေစစ်မှုထမ်းတပ်သားတွေနဲ့စုထားတဲ့အင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာမကွေတိုင်းပေါင်မြို့နယ်ကရော်ရီကိုမင်းဝင်ရှုံနေတာကြောင့်ဒေသခံတပေါင်းကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။သတင်းအပြည့်အစုံကိုမော်ရစ်ကပြောပြပေးမှာပါရှင်။မကွေတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစာ22ကနေထွက်လာတဲ့အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာနိုဝင်ဘာ3ရက်နေ့ကစပြီး ကွေးတိုင်းကပေါ့မြုံနယ်တောက်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးဝင်ရှို့နေတာလို့ဒေသခံတွေကဆိုပါတယ်။လက်ရှိစစ်ကြောင်းဟာပေါ့တောင်ပိုင်းကတီးချောက်ကျေးရွာကိုရောက်နေပြီးနိုဝင်ဘာ9ရက်နေ့မနက်ပိုင်းမှာတီးချောက်ကျေးရွာအပြင်စင်စာကျေးရွာ၊တပြေအေးရွာစတဲ့ရွာ300ကိုပါမီးထက်ရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲစစ်ကြောင်းတွေကတော့ကျွန်တော်ပခုတ်ခင်းတော့မှာအဲဒီလိုများပါတယ်။အဲဒီမြိုင်မှာလည်းစစ်ကြောင်းရှိလို့ဒီမြစ်ချေ ဒီဘက်မှာလည်းရှိပါလေစကြောင်းလေအဲကျွန်တော်တို့ပေါက်မှာလည်းရှိပါလေအဲဟိုမိရှုခန်းရတော့သူတို့စကြောင်းတို့ဝင်ရောက်တဲ့ရွာတို့မများတော့အရှုခန်းပါလေဗျအဲပြီးရင်ဘီဘီသူတို့ကိုဟိုတက်တာတွေပဲရှိပါလေအခုတောက်လျှောက်ကတော့သူတို့ဒီပေါက်ပေါက်မြူရဲ့အဲတောင်ပနာကရွာကြီးကိုတောက်လျှောက်ဝင်ပြီးတော့မိရှုဖြစ်စီနေတာရှိပါလေဗျ စစ်ကြောင်းဝင်သွားတဲ့ရွာတွေမှာဒေသခံတွေအသက်ခံရတာတွေပေါ်တာအဆဲခံရတဲ့ဖြစ်စဉ်တွေရှိနေပြီး DBB ကအတိပြုမှုစ조사နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေနဲ့တိုက်ပွဲတွေကြောင့်အတိမပြုနိုင်သေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရပေါ့မြုံနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲဝင်လာပြီးမီးဝင်ရှို့နေတာဖြစ်တဲ့အတွက်ပေါ့မြုံနယ်ကဂျေးရွာ၁၉ရွာကအရသာ၁၂၀၀ကျော်ဟာဘေးလျာတောတွေထွက်ပြေးတိမ်းရှောင်နေရတာပါ။ လက်ရှိထွက်ပြေးနေရတဲ့ဒေသခံတွေဟာလုံခြုံတဲ့နေရာမရသေးတဲ့အတွက်လက်တလောသူတို့အခြေအနေကိုဖြေလို့မရသေးကြအောင်ပေါင်းမြုံနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲဌာနက DBB ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါ်လာရင်းတက်တဲ့အနေနဲ့ကလက်ရှိစစ်ကြောင်းဟာပေါင်းမြုံနယ်ကပ္ပစာ24ဘက်ကိုဥတီနေတာဖြစ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အလားအလာတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေသတိရှိကြဖို့သတိပေးနှိုးဆော်ထားပါတယ်။စစ်ကြောင်းအားလုံးဒီပေါင်းနယ်ဘက်ကိုကူးသွားတာတို့ ကျွန်တော်တို့ကြာနေထွက်သွားတာကတော့ကျွန်တော်အင်အားဟို900မီပါလောက်တော့ရှိနေပြန်ဟုတ်အဲကျွန်တော်တို့ဒီချက်မှာပါတာကတော့စစ်မှုကန်ဝါတာဆက်ခံရတဲ့အားတွေပါတယ်ဗောနော်ကျွန်တော်တို့အာဤသူစစ်တွေလည်းပါတယ်ဗောဟုတ်အဲပေါ့ဆစ်ဖြူလမ်းမော်လမ်းဘေးဝဲရမှာရှိတယ်ကျွန်တော်တို့အားတွေဗောကြည့်ပါရရနဲ့စပြီးဝင်သွားတယ်ကျွန်တော်တို့ကပ္ပစ၂၀နှစ်ကနေ ရောက်ဘက်ကိုဆိုရင်ကျွန်တော်တို့အပေါက်ငယ်ဘက်ကိုရောက်တာလေဟုတ်ဟုတ်အဲ့ဒီကနေသူတို့စားတာပေါ့စကြောင်းနေမထိုးခင်နိုဝင်ဘာ၂ရက်နေ့မှာပေါင်းမြုံနယ်အရှိမြောက်ချမ်းလေဘက်ကျေးရွာအနီးကစစ်ဘေးရှောင်တဲကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချလို့ကလေးငယ်၂ယောက်နဲ့ပြည်သူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မကွေးတိုင်းဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေအပြင်ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေဒီတိုက်ခိုက်မှုတွေအများဆုံးခံရတဲ့စစ်မျက်နှာပြင်တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်မော်ရစ်ပါယခုကျွာကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် DVP TV News မြမအနေနဲ့ကိုကက်ဒေတာဘက်က အွန်လိုင်းခွင့်လင်းကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့အကြက်ဖက်အရာစုခိုင်းဝင်လူ9ယောက်ကိုတရုတ်အစိုးရကနိုဝင်ဘာလ၄ရက်နေ့မှာတည်တဲ့ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်စင်ဟောသတင်းမှာဖော်ပြပါတယ်။ ်သူတို့ဟာတရုတ်နိုင်ငံရှန်ကျန်းမြို့ကတရားရုံးတစ်ခုမှာရုံးတင်စစ်ဆေးခံရတာဖြစ်ပြီးအခုလက်တတော်ပြစ်တဲ့ချမှတ်ခံရသူ9ယောက်ရဲ့ရာဇဝတ်မှုတွေထဲမှာတော့တရုတ်နိုင်ငံသား6ယောက်သေဆုံးရတာတယောက်ကကိုယ့်ကိုတက်သေးတာနဲ့တခြားသူတွေများစွာထိခိုက်တဲ့အရာရှိစေတာတွေကိုဖြစ်ပေါ်စေခဲ့တာတွေလည်းပါဝင်နေလို့တရားရုံးစစ်ဆေးချက်ကိုကိုးကားပြီးတရုတ်သတင်းမှဖော်ပြပါဗျာဒါအပြင်ရာဇဝတ်သားတွေဟာ ကိုကဒေတာတွင်တရားမဝင်ရာဇဝတ်မှုလုပ်ငန်းတွေလှုံ့ဆော်ဖို့ခြံဝင်၄စစ်တခုတိစောက်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။သူတို့ရဲ့လှုံ့ဆော်ချက်တွေထဲမှာဆက်သွယ်ရေးလိမ့်လေတာ၊လောက်ကစားယုံတွေလေပတ်တာ၊ရည်ရွယ်ချက်ရှိရှိလူတက်တာ၊ပြည်ထစာလုပ်ငန်းတွေလုပ်ကင်တာတခြားသူတွေကိုတရားမဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါဝင်ဖို့စီရင်တာတွေပါပါဝင်ပတ်သက်နေတဲ့အကြောင်းလေးပြောဆိုထားပါတယ်။ရှောင်းကျန်းတရားရုံးဟာတခြားတရားခဏရောက်ကိုလည်းနနစ်ဆိုင်ငံ့ဖြစ်တဲ့နဲ့တည်တဲ့ချမှတ်ခဲ့ပြီ အဲ့ဒီစီရင်ချက်အရာဒီလိုပြစ်မှုကျူးလွန်သူတွေကိုမကြာခဏထောင်တဲ့တသက်တကြုံချမဲ့လေးရှိတယ်လို့ဆိုထားပါရရှင်။တနင်္သာရီတိုင်းဘိတ်မြို့မှာဗုဒ္ဓဘာသာအသင်ကြီးကကြီးမှုပြီးကျင်းပတဲ့ကိုစစ်၅ချိန်မြောက်၂ချိန်၈စုဖရားပွဲကိုကံဖြာရက်ကွန်ဖရား၅စုခွင်းမှာအော်တိုဘာလ30ရက်နေ့ကနေနဝင်ဘာလ၄ရက်နေ့အထိ၆ရက်တိုင်တိုင်ကျင်းပခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ နဝင်ဘာလ၄ရက်နေ့မှာတော့နကြိတ်ရှစ်စုဖျားတွေကိုပွင့်စင်အလိုက်ဖျားငါးစုခွင်းကစတင်ပြီးပြူစောထီတွေနဲ့လုံကြုံရဲရှုကမျိုးတွေကိုလစ်လေခေတ်လို့ဒေတာခန်တွေကပြောပါတယ်။ဒီနေ့မှာအရင်နှစ်တွေနဲ့မတူတာကတော့စစ်ကောင်စီကတစောင်းမုံလာပြညလမ်းလျှောက်ပွဲကိုဘိတ်ကုံတိုက်ကနေစီဗျူးကွန်ဒိုအထိကန်နာတလျှောက်လဲပိတ်ပြီးတော့နဝင်ဘာလ၂ရက်နေ့ကနေ၄ရက်နေ့အထိ၃ရက်ကျင်းပခဲ့လို့ဒေတာခန်တွေကပြောပါတယ်။ အဲ့ဒီပွဲမှာလည်းစစ်ကောင်စီတပ်သားတွေအပါအဝင်ပြူစောထီးတွေနဲ့ရဲတွေကကန်နာတရှောင်းလုံကြုံရဲယူထားတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဖိတ်မျိုးမှာနှစ်ကြိတ်ရှစ်စုဖျားပွဲကို2019ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး2020ခုနှစ်ကနဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာဆက်လက်ရန်နာခရပြီးတော့2023ခုနှစ်မှာသာပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ဒေတာခန်တွေစီကသိရပါတယ်ရှင်။ ကရနီပြည်နယ်ဒီမော့ဆိုနဲ့ဖူဆိုမြို့နယ်တွေကစပားပြန့်ရိတ်တဲ့တောင်သူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံလိုက်ကျင်းနေတဲ့အတွက်စစ်ရေးသတင်းနဲ့တော်လာလုကင်ကြဖို့ကရနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတတိပေးထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တွေကလေပြန်ရိတ်တဲ့သူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တလာအတွင်း၃ရောက်တေဆုံးခဲ့ပြီး၈ရောက်ဒဏ်ရာရခဲ့ပါတယ် ေဆုံးတန်ရာရတဲ့သူတွေဟာလေခွင်းထဲမှာလဲဆိုင်နေတဲ့အချိန်နဲ့လေယာအသွားလာလုတ်တဲ့အချိန်တွေမှာဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးစရေပြစ်မှတ်မဟုတ်ပဲအရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက်ဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်တွေကစိုက်ပျိုးတီးနှံရိတ်သိမ်းမဲ့သူတွေကိုစရေသတိနဲ့သွာလာလုတ်ကင်ကြဖို့ KNDF ဘက်ကနိုဝင်ဘာ3ရက်နေ့မှာအတည်ပြုထုတ်ပြန်ထားတာပါအခုတခါထိုးစစ်မှာစစ်တပ်ဘက်ကဒရုန်းတိုက်ခိုက်မှုတွေကိုပိုအသုံးပြုလာပြီးရှေ့တန်းမှာလည်းမကဘဲနောက်တန်းအထိပါဒရုန်းတွေတုံးလာတာဖြစ်တယ်လို့ဒီမော့ဆိုမှာရှိနေတဲ့ DBB ရဲ့စေရေးရင်းမြစ်ကဆိုပါတယ်။ဒါက ကျွန်မရပြန်ဆင်နိုင်ရှိတယ်နော်အဲကျွန်မဆင်ပြီးရပိုင်းမှာပဲလူတုံးနေစီကြရပါလားဒီအရှိအရှိမှာတော့ကျဲ drone တွေပဲတုံးတာများပါတယ်ရှေ့တန်းမှာတော့ဒီဒီအနောက်နေရာတွေမှာဒီကာမီကာစီ FPV တွေတုံးတာများပါတုံးတုံး စစ်တပ်ကဂရင်းနီပြည်သူလူထုရဲ့စားနဲ့ရိတ်ခါနဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ဝင်ငွေရပ်တန့်ပြီးစာဝတ်နေစိန်ခေါ်ချက်တွေများလာတဲ့အတွက်ဂရင်းနီပြည်နယ်ဟာရှေ့ဆက်အငက်ဘေးကြုံလာနိုင်ကြောင်းကိုလည်းဂရင်းနီလူခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ KNHRG ကပြီးခဲ့တဲ့အောက်တိုဘာစီရင်ကစားမှာထုတ်ပြန်ခဲ့ပါသေးတယ်။အလူရှင်တွေထောက်ပံ့မှုနည်းလာတာတွေအလောက်ကန်ရှားပါတာတွေကြောင့်စစ်ဆောင်အများစုဟာလည်းတိုက်ပွဲတွေကြားကနေလယ်အလုပ်တွေကိုအသက်နဲ့ရင်းပြီးလုပ်နေရတာလို့ဒီမော့ဆိုဒေသခံတယောက်ကဆိုပါတယ်။ ်တီတူတော်တော်များများကဒီစပားတွေစိုက်တာစိုက်တော့အဲချီချင်းဝင်နေယူတာပေါ့တချို့ကတချို့ကရှိတာနဲ့ အခုထုတ်သုံးပြီးတော့စပန်းနဲ့ထဲမှာလက်ထဲမှာပဲရင်းတာပေါ့တောင်းရမှာတချို့ဒီဒီနေ့ဆိုရင်တန်ဖူခေးဆိုလည်းတော်များများရှုံးနေပြီးစပားပဲကြာနေဆိုတဲ့အချိန်မှာရိတ်တိတ်ခဏနေမှာစစ်သားတွေကလည်းစီကောင်းထိုးလာရပေါ့နော်အဲ့မှာတစ်ခါထပ်ပြေးရတော့ပြည်သူတွေလည်းတော်တော်စိတ်ဓာတ်ကျတာပေါ့နော်ဘာဖြစ်ဆိုတချို့အိမ်တွေကလည်းဟိုစာဝတ်နေအစီမပြေဘူးစာဖို့တောက်ဖို့တာမှမလုံမလောက်ပေါ့နော်တချို့အိမ်တွေဆိုရင်လည်းဆံပြက်လာမှုတွေလည်းကြုံရတာပေါ့နော် နိုဝင်ဘာ3ရက်နေ့မနက်ပိုင်းမှာလည်းဒီမော့ဆိုအနောက်ချမ်းကိုစစ်တပ်ကဂျက်ဖိုင်တာအပြင်အသေးခံဒရုန်းသုံးပြီးဘုံကျဲခဲ့တဲ့အတွက်လူ9ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလည်းရှိပါတယ်။ဒီဇင်ဘာမှာလုံးမဲ့ရွေးကောက်ပွဲအတွက်စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာကရင်နီကိုစစ်မျက်နှာ5ခုဖွင့်တာထိုးစစ်ဆင်တာဖြစ်ပြီးပြည်သူလူထုအနေနဲ့လည်းစစ်ဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားဖို့နဲ့စစ်ရေးတရရှိရှိနဲ့သွားလာကြဖို့ KNDF က3ပေးနှိုးဆော်နေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Morris ပါ အားနည်းရဝန်းအရှိန်နဲ့တိုင်ဖုန်းမုန်တာခမဲဂီအကျဉ်းအကြံတွေကြောင့်မြန်မာနိုင်ငံအနက်မိုးဆက်လက်လျော့သွန်းနိုင်ပေမယ့်ရုပ်ကြီးရေကြီးရာမြေပြိုကြတာစားတဲ့အန္တရာယ်တွေကိုစိုးရင်စရာမရှိဘူးလို့မိုးလေဝသပညာရှင်နဲ့ဆက်သွယ်မေးမြန်းထားတာကိုတင်ဆက်ပေးလိုက်ပါရရှင်။ဟုတ်ကဲ့မင်္ဂလာပါဆရာ။ဒီဆရာတို့ထုတ်ပြန်ထားတဲ့လေပြီအားနည်းရဝန်းအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ရှင်းပြပေးပါဆရာ။ပင်ကားပင်လေရောအရှိအလေပိုင်းပေါ့နော်အခုဖြစ်နေတဲ့နေရာပေါ့လီဗီယာနဲ့ရပ်ဝန်းဖြစ်တာပေါ့ ဒီအရာဝတီတိုင်းရဲ့အနောက်ဖက်ကန်ယူရန်နဲ့ဆက်ဆက်တဲ့ကန်ယူရန်ပေါ်မှာလီဘီယာနဲ့ရန်ဝန်ဆက်ပြီးတော့ရှိနေတယ်။ဘင်္ဂလားဒေ့ရှ်အဒီနိုင်ငံကမ်းခြေကိုပဲနိုဝင်ဘာ9ရက်နေ့မှာအဖြတ်ကျော်ဝင်ရောက်မယ်ဆိုပြီးတော့အဲ့လိုတော့တွေ့တယ်။အဲသူကနောက်တစ်ခုကဒီလီဘီယာနဲ့ရန်ဝန်ဒီအထက်အမြင့်5.3ကီလိုမီတာမှာလဲနေတဲ့ထက်လီဝီလိုင်းနဲ့လည်းသူကဆက်ဆက်ပြီးတော့ယူနေတဲ့အတွက်အဲသူက အားတော့နည်းနည်းကောင်းတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကပေါ့နော်ဒီဖိလစ်ပိုင်နိုင်ငံအလေပိုင်းကိုဥတီရွေးရှားနေတဲ့တိုင်ဖွန်းမုန်တိုင်းပေါ့နော်ခလမဂီနဲ့ပတ်သက်ပြီးတော့ဆရာနည်းနည်းလောက်ရှင်းပြပေးပါရှင့်နောက်တစ်ခုကအာကျွန်တော်တို့ဖိလစ်ပိုင်အလေပိုင်းကိုဥတီပြီးတော့ရွေးနေတဲ့တိုင်ဖွန်းမုန်တိုင်းပေါ့နော်ကာမဂျီလည်းအတန်ထွက်တယ်အဲဒီကောင်ကတောင်တရုတ်ပင်လယ်ထဲမှာသူကအနောက်ဘက်ကိုဆက်ရွေ့ရွေ့ပြီးတော့နိုဝင်ဘာ6ရက်နေ့မှာဒါဗီယက်နမ် ကန်းကြီးပေါ့နော်တန်တန်းရဲ့တောင်ဘက်မိုင်140 150လောက်တော့ဝေးတယ်အဲအဲ့ဒီနေရာကိုဖြတ်ဝင်မယ်ဒီဟာဖြတ်ဝင်သွားပြီးတော့ရက်မသွားပဲနဲ့ဒီဗီယက်နမ်လေပိုင်းရယ်ပြီးတော့လာအိုကျွန်တော်တို့ထိုင်းနိုင်ငံမြောက်ပိုင်းအဲ့ဒီနေရာတွေကိုအာလေကုန်းလင်းလေပြင်းအနေရပုံပေါ့နော်ဆက်ပြီးတော့ဖြတ်မယ်အဲ့ဒီကနေလာတဲ့တိုင်ဖုန်းအကျဉ်းအကျဉ်းတွေဒီထိုင်းနိုင်ငံမြောက်ပိုင်းကနေပြီးတော့ အာကျွန်တော်တို့ကရင်ပြည်နယ်ဝန်ပြည်နယ်ပဲခူးတိုင်းတောင်ပိုင်းနောက်ပြီးတော့မှရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ဒီအရာဝတီတိုင်းအလဲပိုင်းတွေကိုဆက်ဖြတ်ပြီးတော့ကျွန်တော်လေဘင်္ဂလားပင်လယ်ပေါ်အရှိအလဲပိုင်းပင်လယ်ပြင်အထီတောင်မှရောက်နိုင်တယ်ဒီတိုင်ဖုန်းမုန်တိုင်းအချိန်ကြောင့်ပေါ့နော်မြန်မာနိုင်ငံကိုရောဘလို့မျိုးတက်ရောက်မှုတွေရှိနိုင်မလဲရှင့်ဒီနေ့တွေကဒီကျွန်တော်တို့အာအခုလေဖျားနဲ့ရန်ဝန်ရွေ့တဲ့လမ်းကြောင်းရဲ့ညာဘက်မှာလည်းရှိနေတယ် ပြီးတော့မှတိုင်ဟုံးအကျဉ်းအကျန်တွေကလည်းလာမယ်အဲ့တော့ခုနှစ်ရက်တစ်ရက်ကတော့မူလီတနိုင်ငံလုံးမှာမူလီကင်းစင်နိုင်တယ်ပေါ့နော်အဲ့လိုတော့ကမ္ဘာတားရေအဲပြီးတော့မုံတိုင်းအကျဉ်းအကျန်တွေကြောင့်မနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေအဖြစ်တဲ့ဒီချမ်းပြည်နယ်အရှေ့ပိုင်းချမ်းပြည်နယ်တောင်ပိုင်းပြာပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတွေမှာလူမှန်ရှိရနေရနေစပြီးတော့ ဒီတိုင်ဖွန်းအကျဉ်းအတိုင်းကြောင့်ငိုပြန်ရွာနိုင်မယ်ဆိုပြီးတော့အဲ့လိုတော့ခံမှန်းတာတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဒီလေပြင်းအားနဲ့ရမုံလေးရှိရတဲ့ဖက်မှာလေတိုင်ဖုန်းမုန်တိုင်းလေးရှိရဆိုတော့ဒီအရှင်ချောင်းရောဒီလက်တပြက်ရေကြီးတာမျိုးတို့မြေပြိုကြတာရောအဲ့ဒါတွေရောစိုးရိမ်ရနိုင်လားဆရာအော်အဲ့လိုတော့မရှိပါဘူးညမရှိဘူးဆိုတာဘာကြောင့်လဲဆိုတော့နေရာကွက်ပြီးမိုးသေးတယ် ပြီးတော့မိုးကဆူရီပြီးတော့ရွာနေတာပေါ့နော်တနေလုံးလဲရွာရီရွာနေနိုင်နေအဲအဲ့လိုမျိုးပေါ့အမိုးတဲမှာတော့မဟုတ်ဘူးမိုးရေချင်းလည်းအများကြီးမဖြစ်ဘူးဒါကြောင့်မလို့ရုပ်ကြီးရဲ့မိုးတအားများတာမဟုတ်တဲ့အတွက်ဒီ flash flood မဖြစ်နိုင်ဘူးရုပ်ရုပ်ကြီးကြီးတာမဖြစ်နိုင်ဘူးအတောင်ပြူမြေပြူတဲ့အဆင့်အထိလည်းမရောက်နိုင်ဘူးပေါ့နော်မိုးအများများတာမဟုတ်တဲ့အတွက်အဲ့ဒါအတွက်ကတော့ဆိုရင်ကြမရှိပါဘူးဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ရှင့် ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဒုတိယမြောက်သတင်းမှာပထမဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်ဒီမိုကရက်တွေသာအနိုင်ရသောကြောင့်သိရပါတယ်။အော်တိုဘာလ၄ရက်နေ့မှာကျင်းပခဲ့တဲ့အ धिक အကြဆုံးရွေးကောက်ပွဲ၃ခုထဲကတစ်ခုကိုဇိုရယ်မက်ဒါနီအနေနဲ့အနိုင်ရရှိပြီးနယူးယောက်မြို့တော်ဝန်အသစ်ဖြစ်လာပါတယ်။ ။ဒါကြောင့် Democratic Socialist အဖြစ်သူ့ကိုယ်သူရင်ညွှန်းလေးရှိတဲ့ Mandani ကပထမဆုံး Africa for နဲ့တောင်အာရှအနယ်မြို့တော်ဝန်ဖြစ်လာတော့မှာပါ။အဲ့ဒီနောက်နယူးဂျာစီနဲ့ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနေရာအတွက် Democrat ကိုစားပြုအမျိုးသမီးကိုယ်စားလှယ်နှစ်ယောက်ကအနိုင်ရတော့တာကိုတွေ့ရပါတယ်။ဒါကြောင့် CIA ထောက်လဲရဲ့အရာရှိဟာအဘီဂေးစပန်ဘာကဟာဗာဂျီးနီးယားပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်လာတော့မှာပါ။ အသက်53နှစ်အရွယ်မိုက်ကယ်ရှယ်ရဲကလည်းနယူးဂျာစီပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးတာဝန်ကိုထမ်းဆောင်ရဖို့ထင်ရှားနေပြီဖြစ်ပါတယ်။ဒါအပြင်ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မဲဆန်ဒါရှင်တွေကဖွင့်စည်းဖို့အခြေခံဥပဒေပြင်ဆင်ချက်တစ်ခုကိုအတည်ပြုလိုက်ပါတယ်ရှင်။ဆက်လက်ပြီးအာကစားသတင်းကိုတင်ဆက်ပေးတော့မှာပါ တနေ့ပြပြီးချင်းချောက်ခံရသူဥရောဂီဖက်ကနေအပြည့်ဝထောက်ခံကြောင်းစပါအသင်းကထုတ်ပြန်တော်ပါတယ်အီတလီနောက်ခံလူဟာတနက်တလက်ကိုင်းဆောင်ထားတဲ့ဘောလုံးအေဂျင့်တယောက်ရဲ့တနက်ပြချင်းချောက်မှုကိုခံခဲ့ရတာဖြစ်ပြီးအသက်30နှစ်အရွယ်အဲ့ဒီအေဂျင့်တယောက်ကိုလိုင်စင်မရှိဘဲကားမောင်းတာတနက်တွေလက်ဝဲထားရှိရာစတဲ့တတရားတွေနဲ့ဖန်စီထိန်သိမ်းခဲ့တယ်လို့ရတဲ့ဘက်ကထုတ်ပြန်ပါတယ်။မတော်တဆမှုဖြစ်ပြီးချိန်ကလေးကစတင်ပြီး ဥဒိုဂီနဲ့မိသားစုဝင်တဲ့ဘက်ကနေထောက်ခံအားပေးမှုတွေပြုလုပ်ခဲ့ပြီးအလားတူပဲဆက်လက်ဝင်ရံပေးသွားမှာဖြစ်ကြောင်းအမှုဆွေးဆော်မှုနဲ့ပတ်သက်တဲ့ကိစ္စအပေါ်မှာတော့မချက်ပေးမှုတစုံတရာလှုပ်ဆောင်တော့ဖို့မရှိကြောင်းစပါအသင်းရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အသက်20နှစ်အရွယ်ရှိတဲ့အီတလီလက်ရဲစင်နောက်ခံလူဟာ2020ခုနှစ်ကဥဒိနစ်ကနေပေါက်ဆင်ကားတဲ့နဲ့ပြောင်းရွှေ့လာသူဖြစ်ပါရဲ့ရှင်။ ဒီပူပီရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအထိရရှိထားတဲ့သတင်းတွေကိုထားရရှုစားခဲ့ကြရတာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါ။ကျမကကိခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။